ပထမပါဠိတော်မယွတ်မီအံအေမဟာဝိဇ္ဇာဘွဲ့ရလေဒီပန္နိတဆရာဦးမောင်ကြီးရေးသားခဲ့သောပထမအမှုန်းကို ရှေးဥစွာရွတ်ကြအောင်စို့ဘဂဝံဖုံးဆိုင်နှုံးကြိုင်တူကင်းအဖက်กว่า၍စัจ జ్య ာမင်းအစ်ဖြစ်ကြီးဖြစ်တော်မူသော တိဘဝပါရကူတရားမူရှင်တော်မြတ်ဘုရားသည်ငါးပါးမနှင်းပန်းလင်းဘွေထွတ်မြေတမှုဝဲရွှေဝတ်လွာမုံရွှေဝတ်လွာမုံကြားပတုံးတို့အစုံလေးလီခိုင်နှင်းစီကိုလှမ်းမီဆွတ်ချွေ၍ကရုတ်ဘွေဝတ်ဆက်မှလွတ်ထွက်တော်မူပြီးနောက် တတတတနဝတာလီကိယာယီဖြင့်ခိုမီပြောင်းစံတော်မူစေအခါယတနာကရတတဟာဝေဓမ္မနေကျသမုံနေသို့ဆန်းကျေနေဝံဤဆုံးပြောင်းပဋ္ဌာန်းကျမ်းကိုထောက်လန်းမြူကွန့် ရွှေညံတော်လွန်လေတော်ရောင်ညွန့်ရောင်စွဲရွှေဖုံးတော်ခြေတော်ကြောင့်တံပယ်လို့ရှုမဆုံးမူလုံးတပြင်းဝေးဟင်အပြံမရတံပယ်မဆန့်နိုင်တဝေးဝေးညူရွှေနေဖြူအဆူဆူထွေးရှယ်လျက်ဏီမောင်းရောင်အထွတ် လျှက်စီးတွေလက်တလူပြူပြူပြက်တငွားငွားရောင်ချောင်းဆိုင်ကစားလျက်လောကဓာတ်တရားများကိုဖြန့်သွာအုပ်ချုပ်တော်မူကြလေကုန်သည်ရောင်ကြီးတော်ဖူးအညွတ်ထွေးရှက်လိန်လူလွန်လျက်မြူကွန့်တော်မူစေရန် အကြောင်းရင်းသမုဋ္ဌံဧကံဧကပဋ္ဌာနာဟုနယထူဇံမြပဋ္ဌံကိုရှင်လံသောညံကတိုင်းသမာဓိဖန်တိုင်းဖြင့်ထံကရိုင်းပိသစွာစေတနာထုအမြဖြင့်ယောဖာတရစေကြပါစို့ သူတော်စင်အပေါင်းတို့နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓံသာဟေတုပိစယောအာရမဏပိစယောအဓိပတိပိစယောအနန္တရပိစယောသမဏန္တရပိစယောသဟဇာတပိစယော အညာမိညာပစ္စယော နေတယပစ္စယောဥပနိတယပစ္စယောပုရိဇာတပစ္စယောပစ္ဆာဇာတပစ္စယောအာတိဝနပစ္စယောကမ္မပစ္စယောဝိပါကပစ္စယောအာဟာရပစ္စယောအိန္ဒရိယပစ္စယောဇာနာပစ္စယောမကပစ္စယောသံပယုတ်တပစ္စယောဝိပယုတ်တပစ္စယော အာတိပစ္စယောနတိပစ္စယောဝိကတပစ္စယောအဝိကတပစ္စယောတိ